အားလုံးပဲမင်္ဂလာပါဗျခုနကသားကြီးများအားလုံးစိတ်အေးချမ်းသာခြင်းကိုယ်ယူကြပါခြင်းနဲ့ရှိကြပါစေအခုပြောပေးချင်တာကတော့ကျွန်တော်မွေးနေ့အမှတ်တရအနေနဲ့ပြောပေးချင်တဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပါတယ်အထကဘာလဲပေါ့ဘဝမှာကျွန်တော်တို့ကအရင်ကြီးခက်ခဲနေတဲ့အချိန်ခါတွေလူတိုင်းမှာဖြတ်တန်းမှုတဲ့လူတွေရှိနေမယ်ဘာလို့လို့ဘာကံအမလဲမသိဘူးထွက်ပေါက်တွေပိတ်နေတယ် စဉ်းစားလို့လည်းမရတော့ဘူးအဖြေရှာလို့လည်းမရအောင်ဘသူစီရမှလည်းအကူအညီမရတော့တဲ့အနေအထားမျိုးတွေကျွန်တော်ကြုံရနေမယ်အဲ့တော့ကိုလုတ်ရက်မှားနေလို့ခံနေရတာအတွက်တော့ကျွန်တော်တို့ဘာမှမပြောလို့ဘူးကိုလုတ်ရက်ကလည်းမှန်နေတယ်အခက်မသိလို့ကျွန်တော်အလိန်ခံရရတယ်အညာခံရရတယ်အခက်မသိလို့ချွတ်ချော်မှုတွေဖြစ်သွားတယ်ဆိုတဲ့လူမျိုးတွေအတွက်ကျွန်တော်တို့အခုပြောတဲ့နီလန်းလေးကိုလုံးကြည့်စေချင်ပါတယ်အဲ့တော့ အရင်ကြီးထွက်ပေါက်ပိတ်နေတဲ့အခက်ခဲတွေဖြစ်နေတယ်ကိုဘက်ကလည်းမှားရတာမရှိကိုမုတ်တာလှုပ်ထားတာလည်းမဟုတ်ဘဲနဲ့ဒီအခက်ခဲကြားတဲ့ကိုရောက်သွားတယ်အချို့ဆိုရင်ငွေကြေးကုညီလိုက်တဲ့လိန်သွားတယ်အချို့ဆိုရင် ပြဿနာတွေပဲလို့စားဂျားညက်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဂျားညက်ပြီးဖြစ်တဲ့ပြဿနာတွေရှိတယ်အခုလေအလုပ်ထဲမှာကိုမလုပ်ဖဲနဲ့ကိုတောင်းဝင်ယူရတော့မယ့်အနေအထားမျိုးတွေကိုကောင်းမော်ဒီဟာကြီးကကိုလုံးလိုက်လို့ဆိုပြီးဖြစ်လာတော့တဲ့ပြဿနာတွေအလုပ်ပြုတ်မလားထောင်ချမလားယော်ရမလားဆိုတဲ့ပြဿနာတွေဖြစ်လာတဲ့လူတွေရှိတယ်။အကိုမလုပ်ဖဲနဲ့ အစစ်အစေးခံရတဲ့အဖမ်းအစည်းခံမှုဖြစ်လာတယ်ကိုနဲ့လည်းဘောင်းပတ်သက်ဆိုင်မယ်နော်တနွေဝင်ဒီဇင်ဘာပြီးတော့ကိုကိုလာပြီးပြဿနာတက်လို့ဒုက္ခရောက်တော့မယ့်အနေထားတွေဒီလိုတွေကြုံလာခဲ့သည်ရှိတော့ကျွန်တော်တို့ကနီးစက်ရဖျားစီတီသွားပါနီးစက်ဖျားစီတီသွားပါသွားပြီးတောက်ကြတောက်ကိုရင်သွားပါတောက်ကြတောက်မှာကျွန်တော်ဖျားရှစ်ခိုးပါအကြကြနာနာရှစ်ခိုးပါနော်ကျွန်တော်ဂုံတော်တွေဂါထာတွေပိဋိတော်တွေရွတ်ပါနော်မြေတာပို့ပါအမျှဝေပါအရာတွေအားလုံးအရင်လှုပ်လိုက်ပါ နော်အရာဒီအားလုံးအရင်လောက်ပါအဲ့တော့စိတ်လေးကိုကြည်သွားတဲ့အထိကိုလောက်ပါကိုဖြစ်နေတဲ့တောကတွေကိုခဏမေ့တာခဏမေ့တာဖျားရှိခိုးပါ နော်ပရိတ်တွေရွတ်ပါဂုံတော်တွေကထားရွတ်ပါမြတ်တာတွေပို့ပါနော်အရာဒီအကုန်လောက်ပါအဲ့တောက်ကြတော့မှပဲကျွန်တော်တို့အပန်းစီမီရေချမ်းနော်ခဲဝဲဘောစင်ကတ်လို့ရတာတွေကတ်လို့ပါနော်အဲ့လိုကတ်လို့တဲ့ခါကျရင်လဲ ဘလို့ရီရီမှန်းပြီးကျွန်တော်တို့ကဆုတောင်းဖို့လိုလဲဆိုပွဲ့တော်မူပြီးတော့တောက်ကြနေပါဘုရားရှင်တွေကိုရီမှန်းပြီးတော့ဤစွန်းခဲဝဲဘောစဉ်ချိုးချင်းကတ်လို့ပူဇော်ပါတယ်ဘလို့မျိုးပြောပြီးကတ်ပါကျွန်တော်ကတ်ပြီးတော့ကျွန်တော်ခုနပြောလို့ဘုရားရှိခိုးတယ်เนาะအဋိဌာန်တွေဝယ်မယ်ပရီးတွေစိတ်မယ်မြစ်တာတွေပို့မယ်ဒါတွေလုတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့တောက်ကြဂျုံမင်းနဲ့တကွခொနည်းသားမိတွေအားလုံးကျမ်းပါပါစေချမ်းသာပါစေတောက်ကြဂျုံမင်းနဲ့တကွခொနည်းသားမိတွေအားလုံးကျမ်းပါပါစေချမ်းသာပါစေ တောက်ကြကြုံမနေတော့ခုနရသားမိနေအောင်ကြမ်းမာပါစေချမ်းသာပါစေဆိုပြီး၃កောင်းတီတီရွတ်ပါနော်ရုပ်ပြီးရင်ကျွန်တော်ပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုလည်းတောက်ကြချုံမင်းတွေကတောက်ကြသားမိတွေရကြပါသည်အားလုံးကြားသားများအမျှအမျှယူတော်မူကြပါကုန်တော့တာရုတာရုတာရုဆိုပြီး၃ချိန်ခေါ်ပါအဲ့လိုလုပ်ပါအဲ့လိုလုပ်ပြီးရင်ကျွန်တော်တို့တောက်ကြတော့ကနေထဝါထဝါကြီးဖျားစီဒီမှာရှိတဲ့ဒဂွန်တိုင်းဒဂွန်တိုင်းရှိအောင်သွားပါဖျားမှာဒဂွန်တိုင်းဆိုတာရှိတယ်အဲ့ဒဂွန်တိုင်းကိုလက်နဲ့ကင်ပြီးတော့ နော်လက်နဲ့ကန်ပြီးတော့မိမိရဲ့အခက်အခဲတွေကိုတက်စာပြုတ်ပြီးတော့ပြည်လဲဖို့ဆုတောင်းပါကျွန်တော်မှဒီလိုအခက်အခဲကြီးရှိပါတယ်ဒီလိုအခက်ကြီးကကျွန်တော်ပြုတ်လို့ခဲ့တဲ့အခက်ဟာလည်းမဟုတ်ပါဘူးနော်အဲ့ဒီတည်းမှာပေါရင်ပတ်သက်မှုရှိတယ်ဆိုပြီးတော့အခုလိုအခုလိုဖြစ်နေပါတယ်အိမ်မှန်ကန်တော့တက်စာစကားကြောင့်ကျွန်တော်ဖြစ်နေတဲ့အခက်အခဲတွေပြည်လဲပါစေဖြစ်ရှင်းလို့ပြီးပါစေကုညီမဲ့လူပေါ်ပါစေဒီလိုမျိုးလေးဆုတောင်းကြပါ တော့ဒကွန်နိုင်အောင်တော့သိပါလိမ့်မယ်နော်။နော်အဲ့ဒီဒကွန်နိုင်မှာသွားပြီးတော့ကျွန်တော်တို့ဆုတောင်းကြည့်ပါ။တကယ်ပြည့်ပါတယ်။ဒါကတော့ကျွန်တော်အခုပြောတဲ့နီလန်းကတကယ်အခက်ခဲနေတယ်ဒုက္ခရောက်နေတယ်ကိုမှားလို့လည်းမဟုတ်ဘူး။နော်။အဲ့ဒီအတွက်ရွယ်တာပါ။ကိုအောင်နှလုံးသုံးလုံးထိုးပြီးအကျွေးတင်တာကိုသွားပြီးဆုတောင်းလို့မရအောင်။နော်ကိုဘကိုသွားပြီးငွေအနှောင်းထားပြီးတော့မယကြီးကတိလို့တိုင်လို့ဟိုဟိုမျိုးစောက်ဥပဒေနဲ့ထောင်ချကန်ပြီးဖြစ်နေလို့လှုပ်တဲ့လူတွေမရအောင်။ တော့ပြောပြတာကောင်းရောင်းကောင်းဝယ်လုပ်ပြီးတော့မှအခက်မသိလို့နော်ဟိုကျွန်တော်တို့လှော်ရင်းနဲ့တက်ကြိုးတဲ့လူတွေတွိုင်းနဲ့ခြေချော်လဲတဲ့ခြေခောက်လဲတဲ့လူတွေပြင်းနဲ့အကြောင်းမျိုးကြောင့်နော်ဟန်ချက်ပြက်ပြီးလဲတဲ့လူတွေအတွက်ရည်ရွယ်တာမဟုတ်တာလုံနေတဲ့လူတွေအတွက်ရည်ရွယ်တာမဟုတ်ဘူးသူများကိုခြေထိုးကန်ပြီးငါးချောင်းနာဝါပါတယ်ဆိုလို့ရတရားလုံးလို့မရဘူး နော်ဒီလောက်ဆိုသဘောပေါက်မယ်ထပ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေကံကောင်းကြပါစေမွေးနေ့တွေမွေးနေ့တွေကစပြီးတစ်နှစ်တာအတွင်းကံကောင်းခြင်းကိုလည်းအားလုံးရကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ